အင်ကွင်းအိုထရာဖိုမှာဝက်ဆန်အသင်းကိုတရေရလက်တာရယူနိုင်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်မင်္ဂလာပါဗျကိုခိုင်းစတာဖူဘောရှိုအနေကျူတွားရကျွန်တော်ကိုခန့်ပါမန်ယူနိုက်တက်နဲ့ဝက်ဆန်တို့ရဲ့ပွဲပြီးသုံးသပ်ချက်ဖူးတိုင်းရီဗျူလုပ်ပြီးသွားကြမှာခင်ဗျာဆိုတော့ဒီပွဲကိုကျွန်တော်အချက်၅ချက်နဲ့ဆွေးနွေးသုံးသပ်မှုပြုလုပ်ပြီးသွားမယ်ပထမအချက်ကတော့ဒါဒီပွဲပေါ့အမြင်ပေါ့နော်နောက်တစ်ချက်က viewer ဘိုင်းတွေကိုကျွန်တော်ဆွေးနွေးမယ် နောက်တစ်ချက်ကအာတာချက်အားနေချက်နဲ့ပလေယာတူးတယောက်ချင်းစီကိုအမြင်လေးတွေကျွန်တော်ပြောမယ်နောက်ဆုံးချက်ကတော့ဒီ twin ကို twin ယူသွားတဲ့အပိုင်းလေးဆွေးနွေးမယ်ပေါ့လေအဲ့တော့ပထမဆုံးကျွန်တော်ဒီပွဲပေါ်မှာမြင်မိတဲ့အမြင်အာဘော်ပေါ့ဗျာ United တို့အနေနဲ့အ ਨੇ ဆုံးတကိုးလောက်တော့ကတ်ပြီးတော့နိုင်ခဲ့တင်တာလက်တွေ့အခြေအနေကညနိုဆန်တိုရဲ့ဝါဆန်ကိုရှင်ကစားနိုင်ဖို့ဆိုတာမလွယ်မှန်းကျွန်တော်သိပါတယ်ကျွန်တော်စကားတချို့နားခါကောင်းခါပေမဲ့ United နိုင်ဖို့ဆိုတာမလွယ်ဘူးလို့ကျွန်တော်ပြောခဲ့တယ် ဒါပေမဲ့ခြေရနိုင်ဝင်နိုင်မှာတကူသွေးတဝက်အရှုံးထိပေးထားတဲ့အတွက်ကြောင့်ဘလို့ပဲဖြစ်ဖြစ်တကူသွင်းနိုင်နေဆိုတော့ situation မျိုးဒါပေမဲ့ဒီတပတ်ဂျာရဲ့ထဲမှာစော့သွားခဲ့တဲ့အသင်းကြီးရဲ့ပွဲမှာဆိုရင်အာရှစားသွားရလို့ပြောရမှာပေါ့ဗျာဒါကခြေကိုကြည့်ပြီးဘလို့မဲ့အားပေးတဲ့ညီကိုတွေကိုပြန်ပြီးတော့ trick သွားတာလားလို့တော့ကျွန်တော်တန်တရားဝင်မိတယ်လီဗာပူးဆိုရင်လည်းတလုံးပြေရှုံးကြီးတလုံးပြေရှုံးကတော့ကြွကျဲတယ်လေ ယူနိုက်တက်ကျတော့တလုံးတစ်ဝက်ရှုံးကြတော့ကဲတလုံးနဲ့ကတ်နိုင်သွားရင်တော့မတစ်ဝက်ပဲရှုံးမယ်နှလုံးကိုမျောလိုက်မယ်ဆိုတဲ့အခြေအနေမျိုးနဲ့ယူနိုက်တက်ကိုရွေးလို့ရတယ်ဒါပေမဲ့အဲ့ဒီနှစ်ပွဲလုံးကြရတယ်နော်အဲ့တော့ယူနိုက်တက်တို့ရဲ့ဒီ twin ကိုပြန်ကြည့်မယ်ဆိုရင်သူတကူတော့ရသွားတယ်ဒါပေမဲ့လည်းအဲ့ဒီကိုရတဲ့အချိန်ကအနေငယ်နောက်ကျတယ်လို့ဝက်ဆန်အတင်းချေပါကို twin သွားတဲ့အချိန်ကလည်းနောက်ထပ်အနိုင်ကိုတွေ twin ဖို့ဆိုတာထင်သလောက်မလွယ်ကူတော့တဲ့အခြေအနေမျိုးဖြစ်သွားတယ်နောက်ထပ်တစ်ပိုင်းယူနိုက်တက်တို့ဒီတေးပွဲကြောင့် အသင်းရဲ့အရှင်အဟုန်ကပြန်ပြီးတော့တောက်လောင်မယ်လို့အာယူနေကာမှပြန်ရက်တန်သွားတယ်။သို့တော့ထူးဆန်းတဲ့အရာတစ်ခုတော့မဟုတ်ဘူး။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းထိုနည်းတူပဲနိုင်မယ်ထင်တဲ့ပွဲကြရင်မနိုင်ဘူးမနိုင်မယ်ထင်မဲ့ပွဲကြရင်နိုင်သွားတယ်။အဲသုံးပွဲနိုင်ပြီးတော့တပွဲလောက်တည်ကြသွားတယ်။အပြင်ပြန်ရှုံးတယ်ပြန်နိုင်တယ်ဒါတော့ လုံးလည်းချလည်းလိုက်နေတော့အရင်လည်းမထူးဆန်းဘူးလို့တော့ထင်တယ်။တိုးတော့ဒီဘောလုံးရာသီမှာကျတော့ယူနိုက်တက်တို့အနေနဲ့တခြားပြိုင်ပွဲတွေလည်းတိတ်အာယုံစိုက်စရာမရှိတဲ့အပြင်လက်ရှိအမှတ်ပေးစရာယက်တီမှုကိုကြည့်မယ်ဆိုရင်အမှတ်ပေးစရာရဲ့တစ်နှစ်နေရာအာစတန်နဲ့မန်စီးတီးကိုဖယ်လိုက်မယ်ဆိုရင်အက်စတန်ဗလာပဲဖြစ်ချယ်စီပဲဖြစ်ဖြစ်ပဲလစ်တို့ပဲဖြစ်ဖြစ်ရမှတ်ကွာခြားချက်ကအရင်မရှိသေးဘူး။ပွဲစဉ်14ပဲရှိသေးတဲ့အတွက်ကြောင့်သူတို့ဖြစ်ချင်တဲ့ချန်ပီယံလိဝင်ခွင့်ရောက်ချင်တဲ့နေရာတနေရာကိုတော့အချိန်ကာမြွေရောက်သွားနိုင်တယ်။ဒါပေမဲ့လည်း ပွဲစဉ်တိုင်းကိုနောက်ဆုံးနိုင်ပွဲမရသည့်တိုင်အောင် နီးမှန်ကမ်းမှန်နဲ့ချင်မမှန်နဲ့ကစားဖို့တော့လိုတယ်ဒါတော့ဒီပွဲမှာကျွန်တော်မြင်မိတဲ့အမြင်ပေါ့နော်အဲ့တော့နီးပြောပိုင်းချင်ကပ်မှုလွတ်လိုက်ရအောင်ဒီပွဲစဉ်ကတစ်ချက်ထိကစားတဲ့ဟန်နဲ့များသောအပြင်ဆော့တယ်တိတ်ပြီးတော့ကွေးလယ်မှာဘောလုံးကိုစိတ်မနေဘူးဟူပင်အမော်ရင်နဲ့နီးပြညူနိုဆန်တို့ကြားထဲမှာတချို့တူညီတော့ဘောလုံး ideology လေးလည်းတွေ့ခဲ့ရတယ်ကွေးလယ်ပိုင်းမှာဆိုရင်ကွေးလယ်ကစားသမားတွေက individual skill ကိုတခါတည်းရံမှာအားပြုတယ်တခါလေကြရင် drive play တွေကစားပြီးတော့ဂိုးရဖို့အတွက်အမြန်ဆုံးနီးလန်းကို အားပြုပြီးစော့ကြတယ်ဒါပေမဲ့ပြိုင်ဘက်အသင်းဝက်ဆန်အနေနဲ့ဂိုး area ထဲမှာ defensive low block စော့တာအရင်ကောင်းတယ်ဗျ Aaron Bisaka ရဲ့ tackle ဒီတောက်လျှောက်ဒီနေ့မြင်ခဲ့ရတယ်တော်တော်လေးကောင်းတယ်မသိ penalty ဖြစ်တော့မယ့်အကွက်တွေနော်သို့တော့သူ့ tackle ကြီးတွေကဘောလုံးကိုပဲတေချာပေါက်ထိပြီးတော့ အကောင်းဆုံးရှင်းထုတ်သွားတဲ့အခြေအနေမျိုးတွေဒါတွေမကသေးဘူးတူဒီဘိုးတို့လည်းအကောင်းဆုံးစွမ်းဆောင်ခဲ့တယ်အဲ့ဒါကြောင့် Bounce ထဲမှာခံစစ်ကိုကြစ်ကြစ်လေးလေးနဲ့ဝဆန်းနီးပြညူနိုဆန်တို့တယ်လာတဲ့ပုံစံကအလုတ်ဖြစ်ခဲ့တယ်လို့ပဲပြောရမှာပါအဲ့တော့ဝဆန်းသင်းရဲ့ခံစစ်တန်းထဲမှာဆိုရင်ကစားသမားအားလုံးပေါင်း၄ယောက်လောက်ရှိတယ်ဒါ Central Zone ပေါ့ဆဲမှာပဲပြောတာနော် ကျွန်တော်ဘေးတစ်ဖက်တစ်ချက်နေရာတွေမှာ R1 Bisaka တို့နော်ကျွန်တော် Juve တို့ Win Sorry Hand တွေမပြောသေးဘူး LA Central တို့မှာနေ၄ယောက်ရှိတယ်။ထားပါတော့ United ဆိုရင် Eden Heaven Mazra Uri Luke Shaw ရှေ့မှာအဲ့ဘောက်ဆဲမှာပဲ Bruno နဲ့တန်တို့ဝင်ဆော့တဲ့ပုံစံမျိုးကိုပြောတာ။ United ကတော့အဲ့လိုမဆော့ဘူး။ဒါပေမဲ့ Watson ဆော့တဲ့ပုံစံဒီအဲ့လိုဖြစ်ပါတယ်။အဲ့တော့ Ports တို့ကျွန်တော်နောက် Magasa တို့စတဲ့ကစားသမားတွေက Mavro Panos တို့ Todibo တို့ရဲ့ရှေ့မှာအကောင်းဆုံး defensive low block ကစားတဲ့ဟန်နဲ့ United တဲ့တို့ဒုက္ခပေးသွားတယ်။အဲ့တော့တန်တို့အဝေးကက်ချက်တွေနဲ့ကန်တယ်။ အနီးကပ်ဂိုးသွေးမှုတွေလုတ်တဲ့အခါမှာတောက်လျှောက် block ခံရတယ်။အဲ့ဒီ bounce အပြင်ကနေပဲဂိုးကန်သွင်းမှုအများအပြားလုတ်ခဲ့ရတယ်။ကျွန်တော် moments တခုမှတ်မိတယ်ဗျ။ Brian Ambu မှုလှမ်းပြီးတော့ away ရ corner ကနေ calf သွားတဲ့အလုံးတလုံးပေါ့နော်။ corner ကနေပေးလာတာနေတဆင့်ဒါ Bruno Fernandes ပြန်ချပစ်လိုက်တော့လှမ်း calf တဲ့ဂိုးလီတော်တော်လှတယ်။အဲဂိုးလေးသာဝင်သွားရင်တော့မစိုးဘူးပေါ့။ဒါမဲ့လေဂိုးသမား Araola အကောင်းဆုံးပုတ်ထုတ်ကာကွယ်သွားခဲ့တယ်။အဲ့ဒါလို့ away ကန်ချက်တွေနဲ့ပဲထိုးပေါက်ချင်းချောက်ဖို့အတွက် United တို့ကြိုးစားအားထုတ်မှုပြုခဲ့ရတယ်ပေါ့နော်။ကွင်းလယ်ထဲမှာကြည့်ရင်တော့ဒီနေ့ United ရဲ့တန်တော်တော်လေးတော့ကောင်းခဲ့တယ်။စိုးမမှုတနေ့ရရှာမရှိခဲ့ဘူးဆိုပေမဲ့လည်းတူးချင်းတယောက်ချင်းဆွဲဆောင်ရင်ကောင်းမွန်တဲ့အတွက်ကြောင့်ဝက်ဆန်အသင်းရဲ့ခံစစ်မှုတွေကိုအကောင်းဆုံးဒုက္ခပေးနိုင်ခဲ့တဲ့ကွင်းလယ်ကစားသမားတယောက်လည်းဖြစ်ခဲ့ပါတယ်။နောက်ထပ်အရေးကြီးတဲ့တစ်ပိုင်းပေါ့နော်။နောက်တန်းစုဖွဲ့မှုမှာ Matthias Delit မပါတာကလည်းအချိန်အဟုန်အနေငယ်တန့်စီခဲ့တယ်။ Matthias Delit ကနောက်ခံလူ ဘရိုတခြားအရှင်ဟုံအနေနဲ့ဘာကြောင့်ဆိုင်လဲမိကောင်မေးပါလိမ့်မယ်ဘောလုံးပွဲစဉ်တစ်ပွဲမှာဂုသမာစပြီးတော့တိုက်စစ်မှုတွေအကုန်လုံးပါဝင်ဆက်နွယ်နေတာပါမာတီးယပ်စတလစ်မရှိတဲ့အခါမှာအေဒင်ဟက်ဗန်နဲ့ဘလို့မှကြောလုံအောင်ကစားလို့မရဘူးအေဒင်ဟက်ဗန်ကလေ့ကျင့်ခွင့်မှာကောင်းတဲ့အတွက်ကြောင့်ဟူပင်အမော်ရီကဒီပွဲစဉ်မှာပွဲတော်ခွင့်ပေးခဲ့ပေမဲ့လည်းဒဏ်ရာပြဒနာရနေတဲ့မာတီးယပ်စတလစ်နေရအပြည့်အဝအစာမထိုးနိုင်ခဲ့ဘူးဒီတို့ကြောင့်ပါးရည်နဲ့ရရှိမှုအပိုင်းတွေမှာအေဒင်ဟက်ဗန် လိုအပ်ချက်ရှိခဲ့တယ်လို့ CCB တရားအနေနဲ့တာဝန်ယူရမယ့်တချို့သော action တွေမှာလည်းလိုအပ်ချက်တွေရှိခဲ့တယ်။စောစည်းစွာအဝါကတ်တကက်ရယူခဲ့တာကလည်းအခြေအနေမကောင်းစေခဲ့ဘူးပေါ့နော်။အဲ့တော့ Madra Uri ကလည်း CB အစ်စ်မဟုတ်ဘူး။ Luke Shaw ကလည်း CB အစ်စ်မဟုတ်တဲ့အတွက်ကြောင့် Eden Heaven နဲ့တွဲလိုက်တဲ့အခါမှာ Bruno Fernandes တို့တန်လို့ကြောမလုံတော့တယ်လို့တစ်ဖက်က ဝင်ကာကစားသမားတွေဖြစ်တဲ့ ဒီအေကိုဓာလို့တို့အာမတ်တို့လည်းခံစစ်ကိုအနေငယ်ပြန်ပြီးတော့အာယုံဆိုက်ရတဲ့ပုံစံမျိုးတွေကတိုက်စစ်ကိုဆင်ကျင်သလိုဆင်လို့မရတဲ့ပုံတံမျိုးတွေလည်းဖြစ်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်ဝက်ဆန်းသည်ခံစစ်ကစားတဲ့နေရာမှာအားကောင်းမောင်းတဲ့အခြေအနေမျိုးနဲ့အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ဒါတော့ကျွန်တော်ဒီဘက်မှာမြင်မိတဲ့ဘီယာပိုင်းမှာနောက်ထပ်တစ်ပိုင်းကတော့ယူနိုက်တက်အာတာချက်အာနေချက်တချို့ကျွန်တော်အနေငယ်ဖြည့်ဆွတ်ဆွေးနွေးခြင်းနဲ့ပေါ့နော်။အဲ့တော့အာနေချက်တွေကဟူဘင်အမော်ရီအနေနဲ့တိကျတဲ့ line up တစ်ခုကိုသူ တဲမတုံးရဲသေးဘူးဗျာပြီးခဲ့တော့ပွဲတွေမှာဘာပဲမစ်စင်မောင်းတို့အနေနဲ့အထိုက်လျောက်အဆင်ပြေခဲ့တယ်ဒီနေ့မှာမာတီးယက်စကူညာကိုစားထိုးပြီးထည့်တယ်ကူညာဒီနေ့ပွဲတွေတပွဲလုံးပျောက်နေခဲ့တယ်ဒါတွေမကသေးဘူးကျွန်တော်နောက်တန်းစုဖွဲ့မှုရအေဒင်ဟေဗန်လို့ပွဲထုတ်ခွင့်မရတာကြာပြီဖြစ်တဲ့ကစားသမားအစားမာတီးယက်စတလစ်ဒဏ်ရာရသွားရင်တောင်မှလီနီယိုကိုဒုတိယပိုင်းမှာထည့်တယ်လို့မျိုးပဲ အရေးစွန်ပြီးတော့တုံးခဲ့တဲ့နေပေါ့နော်ဒါပေမဲ့ပြဿနာယူရိုကလည်းပုံစံကောင်းပျောက်နေတဲ့အခါကျတော့သူ Eden Heaven ကိုစမ်းသုံးကြည့်တာလေပါကောင်းပါလိမ့်မယ်ဒါတော့အားနေချက်ပါအာသာဂျာကကျတော့ကွင်းလယ်မှာကက်စမီရိုပြသွားတဲ့စွမ်းဆောင်ရင်ပိုင်းအတော်လေးကောင်းမွန်ခဲ့တယ်လို့ဒီယိုကိုဓာလွတ်ရဲ့လှုပ်အားပိုင်းကလည်းဒီနေ့ပွဲတင်မှာ R1 Bisaka နဲ့တောက်လျှောက်ထိတွေ့မှုတွေဖြစ်ခဲ့ပြီးတော့တော်တော်လေးကောင်းမွန်ခဲ့တာကိုတွေ့ရပါတယ်အာမက်ဒီယာလိုဘက်ကများသောအားဖြင့်ထိုးပေါင်းမှုတွေလုပ်ခဲ့ပေမဲ့လည်းအာမက်ကတော့အာမက်အတိုင်းပဲ ကြော်ဖြတ်မှုတွေအများဆုံးရှိခဲ့တယ်ဒါပေမဲ့တကယ်တော့ဂိုးသွင်းရမယ့်အခြေအနေမျိုးတွေမှာ bounce တဲ့အထိဝင်ရောက်တဲ့ပုံစံတွေကတော့မလွယ်ခဲ့ဘူးပေါ့နော်တော့နောက်ဆုံးသွင်းနေတဲ့အပိုင်းကတော့ twin ကို twin သွားတဲ့အပိုင်းလေးတွေပေါ့လေနှစ်သင်းလုံးကဂိုးရသွားတဲ့ပုံစံတွေဒီတူတူပဲ United ရသွားတဲ့ twin ကိုဆိုရင်တန့်ရဲ့ကြိုးစားအထောက်မှုကနေတစ်ဆင့် second ball ကို Diego ဓာတ်လုပ်ပြန်ရသွားပြီးတစ်ချက်ထိန်းပြီးတော့ကန်သွင်းယူသွားခဲ့တယ်တစ်ဖက်က Watson ရသွားတဲ့ဂိုးဆိုလဲ Tony တူပဲ Jarrod Bowen ရဲ့ခေါင်းတိုက်ဂိုးကို ျွန်တော်မဒရာဦးရီလာမီရှင်းထုတ်သွားတဲ့ဘောလုံးအဲ့ဘောလုံးလွတ်လွတ်ကျွတ်ကျွတ်နေရာယူထားတဲ့မဂါစာတစ်ချက်ထိမ်းပြီးတော့ကန်သွင်းယူသွားခဲ့တယ်ဒီကိုဒါလို့ဂိုးသွင်းယူသွားတဲ့ပုံစံနဲ့အလားတူတူခဲ့ပါတယ်ဒါအပြင်တချို့သောတတကယ်ပိုင်းနေမှာလဲတူညီချက်တွေရှိခဲ့ပါတယ်နောက်ဆုံးချိန်ကမှာတော့ဒီနှစ်င်းကတစ်ဖက်နဲ့တစ်ဖက်နောက်ထပ်အနိုင်ကိုတွေမသွင်းနိုင်ခဲ့ပဲနဲ့မျှတာတဲ့တီရလက်ကိုရယူသွားခဲ့တယ်လို့ပဲသုံးသပ်ရင်းနဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါစုံဒီကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်